အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်ပွဲတည်းအားလုံးမင်္ဂလာပါ Liverpool အသင်းက Mohamed Salah ဆနေရာမှာအစားထိုးဖို့အတွက်တကယ်ကိုစဉ်းစားနေပြီးတော့နွေရာသီမှာသူတို့ပြစ်မှတ်ထားပြီးခေါ်မဲ့ကစားမတွေကိုစပြီးတော့ချင်းကပ်နေပြီဆိုတော့ Liverpool အနေနဲ့အသက်33နှစ်ပဲရှိတဲ့ Salah ရဲ့ contract situation ကသူက Virgil van Dijk လိုပဲတက်တန်းထပ်တိုးထားတယ်ဒါပေမဲ့ club ဘက်ကသူ့နေရာကိုအစားထိုးဖို့လည်းလုပ်နေပြီ 33နှစ်ရှိလာတာရဲ့ခြေစွမ်းကျဆင်းလာပြီးနောက်ဒီယာဒီမာလည်းပြီးခဲ့နှစ်ကလောက်အားကိုးရမှုမရှိတဲ့အချိန်မှာလောက်ခလာစားကလည်းဆာလတ်ကတပတ်ကို3သိန်းခွဲနဲ့4သိန်းကြာရတယ်ဆိုကလပ်နေနဲ့အပြောင်းလဲတွေလုပ်မယ်အခုအားကကလပ်ဘက်ကဘူနောက်ခံလူတယောက်မဖြစ်မနေခွန်မှာနောက်စန်တဘက် တယောက်အပြင်ကိုကျွန်တော်တို့တောင်ပန်ကစားမတယောက်ပေါ့လေသူတို့ရထားတဲ့ကစားမကအရင်တည်းကတည်ထားပြီးသား၂ယောက်၃လောက်ရှိတယ်အခုနောက်ထပ်တယောက်သူတို့ထပ်ပြီးတော့အိုက်စင်းတွေကိုထည့်ထားတယ်ဆိုတော့သူတို့လိုချင်တဲ့ကစားမကတယောက်ကဒီအစောပိုင်းတည်းကကျွန်တော်တို့ချင်းကပ်နေတဲ့ Michael Alice ဆိုတော့ Bayern Munich အသင်းရဲ့ဒါပြင်သစ်တောင်ပန်ကစားမ Michael Alice ကိုသူ Crystal Palace မှာရှိစဉ်ကလေးကသဘောကျခဲ့တာဖြစ်တယ်ဒါပေမဲ့ Michael Alice ကို ဘိုင်ရင်ကသူတို့ခေါ်ယူတော့ကတန်း60လောက်ပေးရတယ်အခုချိန်သူ200သည်ပထမ100သည်နဲ့ဒီဒုတိယ100သည်ခြေစွမ်းပြတာနဲ့ဆိုရင်အနည်းဆုံးတန်း100နဲ့120ကြာအตาလေးပေးရမယ်ဒါတော့မှနော်ဘိုင်ရင်ကရောင်းချင်အောင်မှဆိုတော့ကျွန်တော်အမြင်တော့လီဗာပူးအနေနဲ့ပေးရင်150အตาလေးပေးရနိုင်တယ်လီဗာပူးကကျွန်တော်ပရီးမီးယားလိမှာထူးခြားတာကတောင်းတောင်းဘယ်သင်းကိုမှအောက်ကြီးနိုင်ပြီးခေါ်တဲ့နေချာမရှိဘူးသူတို့လိုချင်တဲ့ကစားသမားတွေကိုသူတို့စိတ်ကြိုက်ပြောင်းရွှေ့ချေးပြီးပြီးခေါ်ယူနိုင်တဲ့ငွေအင်အား financial power ရှိတယ် မိုက်ကယ်အလီဆေကဒါမိုဟာမက်ဆာလတ်ညာမှာအစားထိုးဖို့ရည်ရွယ်ထားသူဖြစ်တဲ့ နောက်တစ်ယောက်ကတော့ကျွန်တော်အစောပိုင်းတည်းကဒီသတင်းတောက်လျှောက်ထွက်နေတဲ့အန်ထွမ်ဆမန်ညိုပေါ့လေဘုံမောက်ကပေါင်85တန်းရရင်အသက်24နှစ်ရွယ်ရှိတဲ့သူတို့ရဲ့ဂါနာတောင်ပံကစားမကိုနွေရာသီမှာရောင်းမယ်အစောဆုံးအနေနဲ့စောင်းရာသီတောင်ရောင်းကောင်းရောင်းနိုင်ပြီးတော့ပြောင်းရွှေ့ကြီးက85တန်းပဲရှိတယ်ဒါပေမဲ့အန်ထွမ်ဆမန်ညိုကိုလိုက်ချင်တဲ့ကလပ်တော်တော်များတယ်ပရီးမီယာလိဂ်ကလပ်ထဲမှာ3-4တန်းလောက်ရှိတယ်လီဗာပူးအပါဝင်ဥရောပထိပ်တန်းကလပ်တွေတော်တော်များများသဘောကျပြီးတော့ အန်တွန်ဆမန်ယိုကခုနမိုက်မိုက်ခဲအလီဆေလိုပဲလီဗာပူးရဲ့တာဂက်ထဲမှာပါတယ်အခုဒါဒီဘယ်လိုပြောမလဲဒါအခုဒေရှိဒေးလီမေးနဲ့ဒေးလီအက်စပရက်မှာပေါ်ပြတဲ့ report မှာလီဗာပူးနောက်ဆုံးတယောက်ထပ်ပြီးပေါ်ပြလာတဲ့သူကဒါအခု Brighton သင်းရဲ့တောင်ပန်ကစားမှာဒါဘယ်လိုပြောမလဲ Mendes ပဲဖြစ်တယ်ဒါ Yanbu ဟော ရန်ဘူပါမင်းတက်ဆိုတဲ့တယောက်ပေါ့လေ Brighton ရဲ့တောင်ပံကစားမဒီစားမတော့အမှန်တမ်းပြောရင်တော့ဒီ Salas မြာကိုတကယ်အတိအကျအစားထိုးနိုင်မဲ့သူ Michael Alise လိုပဲအရန်ခွစ်ဖေးစီကစားမဖြစ်တဲ့နည်းနည်းလေးအရင်နှုံးဆန်နေတဲ့နည်းနည်းလေး raw ဆန်နေသည့်တိုင်အောင်သူဟာလက်ရှိမှာ Brighton မှာတော်တော်ကိုကောင်းနေဗျာအဲ့ညာတောင်ပံမှာတော်တော်ကောင်းနေ Brighton ကဘယ်လိုပြောမလဲဆိုတော့အရင်တည်းကဘယ်ကစားမကိုမဆိုသူတို့လိုချင်တဲ့ပြောင်းရွှေ့ချေရရင် ရောင်းတဲ့အသင်းဒါပေမဲ့သူတို့လောင်းပြောင်းရွှေ့ခြေကဈေးကြီးတဲ့ပြောင်းရွှေ့ခြေမျိုးဖြစ်လိမ့်မယ်ဥမာနိုယာဒီမာဆိုရင်ကာလော့စ်ဘလီဘားကို116တန်း100 120လောက်တောင်းဆိုနေတဲ့အချိန်မှာတကယ်လို့မန်ဒက်စ်ကိုခေါ်မယ်ဆိုရင်လီဗာပူးအတွက်ပေးရနိုင်တဲ့ပြောင်းရွှေ့ခြေကအ ਨੇ ဆုံးပေါင်တန်းတရာဒီသားမကအခုဒါဒီယာဒီမာလီဗာပူးဘုတ်အဖွဲ့ကတောက်လျှောက်လေ့လာနေပြီးတော့သူ့ရဲ့ progress နဲ့သူ့ရဲ့တိုးတက်မှုဟာ ်ဒါလက်ရှိ Salas တို့အကောင်းဆုံးဖြည့်တင်းပေးမဲ့သူ Michael Alise ကလည်းဘောပူကြိုက်ကောင်းကြိုက်မယ် Bayern Munich လိုအသင်းရှင်ကရဖို့ခက်တယ် Unless ပြတန်120 150ပေးရင်တော့တမျိုးနောက်တစ်ယောက်က Antoine Semenyo ကလည်းဘောပူတေချာထက်ထက်ဝင်လိုက်ရင်ရနိုင်တယ်85မကဘူး80လောက်ပေးရင်သူတို့အသင်းကိုရောက်နိုင်တယ်နောက်တစ်ခုက Salas ညာကိုတန်းပြီးအစားထိုးနိုင်တယ်သူဒါမဲ့သူကတော့ ဒါညာချီညာတောက်မှညာ6တောက်နဲ့ကစားတဲ့ကစားမှဒါပေမဲ့ Mintes ကတော့ slightly different Michael Elise လိုပဲဘဲတန်ကစားမှညာပချက်မှကစားတယ် cut inside လုပ်တယ် counter ကစားရမှာရောတူးချင်းကြော်ဖြတ်မှုအပိုင်းမှာကောင်းတယ်နည်းနည်းလေးအရင်တုံးဆန်တယ်အများအပြားကသူကတူးကောင်းဘဲချီနဲ့ပြန်ဝင်လာတယ် cross town ပဲကံမယ်ဆိုတဲ့ကစားမမျိုးဒါက liverpool တော်တော်ကိုသဘောကျတဲ့အခါ michael lise ဆိုရင်တန်120နဲ့150ကျလောက်ရှိမယ် antoine semenyo က85 80တန်းရှိမယ်အခု mendes ကိုတော့တန်း100အနည်းဆုံးပေးရမယ်ဒီကြားထဲမှာ virgil van dijk နဲ့နောက်တစ်ဖက်ကခနာတိနေရာအစားထိုးဖို့တဲ့သူတို့ markehi နောက် nico short တစ်ဖက်ဆိုတဲ့ကစားမတစ်ယောက်လည်းကြည့်နေတယ်အဲ short တစ်ဖက်ကတနေ့ကို14တန်းလောက်တောင်းနေလို့ dortman နည်းနည်းတိုင်ပတ်နေတဲ့အချိန်မှာ liverpool က nico short တစ်ဖက်ကိုဒါ by british 8တော့မှန်ကနေခေါ်ချင်းနဲ့သူတို့အခြားဆန်တဘက်2ယောက်3လောက်လည်းသူတို့ကြည်ထားပြီးတော့တေးကြတာတော့လစ်ပါဘူးကဘိုနောက်ခံလူအတွက်ဗန်ဒိုက်ရဲ့ရည်ရှိဖြစ်ဖြစ်ခနာတီအတွက်တယောက်နဲ့နောက်ဆာလတ်အတွက်တယောက်ကိုစတင်ချီရှုနေတာပါအားလုံးကျေးဇူးတင်ပါတယ်